professional စိတ်ဓာတ်နဲ့အတွေးအမြင်လုံးဝမရှိတာကြောင့် hat trick ရှုံးနဲ့ရင်ဆိုင်လိုက်ရတဲ့ဆိုလင်ဦးပရိသတ်များလုံးဝမင်လာများ red table တိုင်းကနေပြန်လဲကြိုးစားလိုက်ပါရင်ဆိုလင်ကတော့တမ်မနီဆိုတဲ့အတိုင်းခန်းကွန်အပြည့်ဝပြသနိုင်ခဲ့ပေမယ့်ဒေါ်လာတစ်သိန်းနဲ့စာချုပ်ရရှိပြီးတဲ့နောက်သုံးဘွဲဆက်အရှုံးနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရက ဟက်ထရစ်အရှုံးဘွဲကိုတင်ပိုင်လိုက်နိုင်ခဲ့ပြီလေဖြစ်ပါတယ်ဆောလင်းကဒေါ်လာသိန်းနဲ့စာချုပ်များသေးကင်သုံးဘွဲကိုဂျပန်ဖိုင်တာမာဆာရိုရှီကိုဒိုင်းဘွဲရဲ့ပေါ်တူဂီဖိုင်တာဖေဗီယန်ရစ်ကိုအလဲထိုးထိုင်းဖိုင်တာပွန်စရီကိုအလဲထိုးတို့နဲ့သုံးဘွဲဆက်တိုက်အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်ဒီချိန်ထိဆောလင်းရဲ့ထိုးဘွဲမှတ်တမ်းကတကယ်ကိုလက်ပြားခါစရာကောင်းပါတယ်ဒါကြောင့်လဲချယ်ရီကဆောလင်းကိုသဘောကျကြီးကြနေခဲ့ပြီးသုံးဘွဲမြောက်ပွဲစဉ်ပြီးမှတင်ဒေါ်လာသိန်းနဲ့စာချုပ်ကိုချီးမြှင့်ပေးအပ်ခဲ့ပါတယ်ဒီမှာပြည်သက်တွေကလည်းဝမ်ချန်ပီယံရှင်မှာပထမဆုံးသောဒေါ်လာသိန်းနဲ့စာချုပ်ရမြန်မာဖိုင်တာကြီးဆောလင်းကိုအတော်လေးမျှော်လင့်ခဲ့ကြပါတယ်ချီးကင်စိတ်အဖြစ်နဲ့အားပေးဝင်ရခဲ့ကြပါတယ်ဒ ဒါပေမဲ့စာချုပ်ရပြီးတဲ့နောက်မှာတော့ဆွန်လုံင်းကခုကစားခဲ့တဲ့ကော့ထန်နဲ့ပွဲစဉ်အပဝင်၃ပွဲဆက်လိုက်ရှုံးနေသွားခဲ့ရပြီဖြစ်ပါတယ်။စာချုပ်ရပြီးတဲ့နောက်မှာတော့ဝမ်ဘတ်ကဆွန်လုံင်းကိုစာချုပ်မရခင်ဒုံကချက်အစင်တန်းပုံမြင့်တဲ့ဖိုက်တာတွေနဲ့ပွဲတည်ပေးလာခဲ့တာတွေ့ရပါတယ်။နောက်ပြီးဆက်ဆန်လို့ဆိုရင်ဆွန်လုံင်းစာချုပ်မရခင်ကထုတ်ခဲ့မှုတဲ့ဖိုက်တာတွေနဲ့မိုးနဲ့မြေဖြစ်ပါတယ်။အခုကစားခဲ့တဲ့ကော့ထန်ကတော့အမှတ်ယူလာကျွမ်းတဲ့ဖိုက်တာဖြစ်ပါတယ်။ဝင်တိုင်းပွဲ၃ပွဲအထိဝမ်ဘတ်ကစားထားဖို့ဖြစ်တာအကြောင်း ။မွေထိုင်းပွဲတွေနဲ့ပတ်သက်လာရင်တော်တော်လေးကိုရင်းနှီးနှီးရှိလာခဲ့သူကဂျော့နက်တဲ့ဖိုင်တာဖြစ်ပါရင်မွေထိုင်းပွဲထွေးနဲ့အမတ်ရအောင်ဘလို့ယူရမလဲဆိုတာကိုလည်းကော့ထန်ကကောင်းကောင်းကြီးသဘောပေါက်ထားခဲ့တယ်လို့ဆိုနိုင်ပါတယ်။ကော့ထန်စီမှာအလဲထိုးပါပါလုံးဝမရှိပါဘူး။သူကစားခဲ့တဲ့ပွဲစဉ်တွေကိုကြည့်ရင်တရချဲနဲ့ပတ်သက်လို့ကောင်းစွာသဘောပေါက်နိုင်ကြမှာပါ။ဒါပေမဲ့ကော့ထန်ကအမတ်ရအောင်ဘလို့ရှင်းပြိုင်ထိုးသက်ရမယ်ဆိုတာကိုကောင်းကောင်းသိထားပါရင်ထိကျအသားစီးကြရောပြီးတော့ထိုးတက်နိုင်စွာအပြည့်ရှိပါတယ်ဒီဘက်မှာဆိုရင်လည်းပထမအခြေအစားကလေးကကော့ထန်ဘက်ကဆိုလင်းကိုအမှတ်ရလွယ်တဲ့ထိကျရဲ့အများပြားရအောင်ထိုးပြနိုင်ခဲ့ပါတယ်ကစားပုံကိုလည်းရွေးလျားကစားခဲ့ပါတယ်တနေရာထဲမှာလည်းဂျောင်းပိတ်ခံနေတာမဟုတ်ပါဘူး ါဘူးဒါအပြင်စွန်လင်းဥပတ်ကလည်းစိတ်လို့ကိုလို့တိုက်စစ်ဆင်လို့မရအောင် ထောက်လည်သည့်တွင်နင်းချေတားချေတွေနဲ့ကစားသွားခဲ့ပြီးအကွာအဝေးကောင်းကောင်းထင်ကစားသွားနိုင်ခဲ့ပါတယ်။ဒုတိယအချိန်မှာတော့ဆွန်လင်းဦးဘက်ကကလင်းချက်တွေပို့ထုတ်လာခဲ့ပြီးကော့ချန်ရဲ့ကလင်းစတဖန်ကအစင်တန်းတစ်ခုမှရှင်းနေတာကြောင့်ဆွန်လင်းဦးရဲ့ထားသလိုလူချင်းပူးဆိုးရမှာထိထိမိမိထုံးမပြနိုင်ခဲ့ပါဘူး။လက်တွေအချုပ်ခံထားတဲ့အပြင်ဒုတိယချက်တွေနဲ့ပါပြန်ခံခဲ့ရပါတယ်။ဒီနေ့ရှိစလုံးမှာကော့ချန်ကထိချက်ပိုင်းအသာယူကစားပြနိုင်ခဲ့တာကိုတွေ့ရပါတယ်။တတိယအချိန်မှာတော့ကော့ချန်ရဲ့တက်လုံပိုင်းကတရင်တာဆင်းလာခဲ့တာကိုတွေ့ရပြီးပွဲချီပြေကန်နေမှာဆိုရင်ဆွန်လင်းဦးရဲ့ဖိအားပေးထိုးတက်မှုတွေကိုအလူလဲခံလာခဲ့ရပါတယ်။တတိယအချိန်ပြေကန်နေမှာဆိုရင်ဆွန်လင်းဦးရဲ့ကလင်းချက်တွေကို ကော့တန်ကလုံးဝ defend မလုပ်နိုင်တော့ဘဲ body shot တွေ head shot တွေအများပြားအထိုးခံခဲ့ရပြီးကွဲတောင်ကွဲသွားခဲ့ပါတယ်ဒါပေမဲ့တတိယအခြေကပြေးသွားခဲ့တာကြောင့်ကော့တန်ကန်ကောင်းသွားခဲ့တာလားဆိုလင်းဝဲကန်ဆိုးသွားခဲ့တာလားဝေခွဲရအောင်ခံမိပါတယ်တိုင်းဆုံးပြတ်ဒီရောက်ရှိလာခဲ့တာကြောင့်ထုံးစံတိုင်းဒီဘက်မှာဆုံးလင်းကပဲရှုံးနေသွားခဲ့ပါတယ်တနည်းနည်းတော့တဲ့တိုင်းဆုံးပြတ် an anonymous decision နဲ့ပဲသုံးပွဲဆက်တိုက်ရှုံးနေကြရတာဖြစ်ပါတယ်။နှစ်ပွဲဆက်တိုက် hydration test ဆက်တာကြရတယ်။သုံးပွဲဆက်တိုက် an anonymous decision နဲ့ရှုံးနေဆိုတာကြီးကဒေါ်လာ3သိန်းနဲ့စာချုပ်ရ fighter တယောက်အနေနဲ့လုံးဝကိုမဖြစ်သင့်တဲ့ရလက်ကြီးဖြစ်ပါတယ်။ professional မဆန်းတဲ့ဒီလိုစိတ်တဲ့မျိုးတွေကတော့ရွေးရပွဲတွေပြန်ထိုးပါတော့ဆိုလိမ့်ဦးလေအဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။